တော့စိတ်နှလုံးရဲ့အစိတ်ပိုင်း၄ခုလို့ပြောတဲ့အခါမှာလေဒီမှာပထမဆုံးကအသိဉာဏ်ပေါ့နော်အသိဉာဏ်ကတော့ mind လို့ခေါ်တယ်အလိုဆန္ဒဒုတိယကတော့ will ဖြစ်တယ်ပေါ့နော်အလိုဆန္ဒကျမတို့ရဲ့စိတ်ဆန္ဒခံစားမှုကတော့ emotion ဖြစ်တယ်နောက်ပြီးတော့စိတ်နှလုံးလို့ပြောတဲ့အခါမှာနောက် autopa စိတ်ဆိုတဲ့အပိုင်းကလည်းပါလာပြန်တယ်ပေါ့နော် autopa စိတ်ကတော့ ဘာဖြစ်တယ်လဲဆိုရင် conscious ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာစာရေးသူကနော်သူပထမဆုံးစာကြောင်းလေးမှာကြည့်မယ်ဆိုရင်သူကကျမတို့ကိုဘာမှမပြောခင်မိကုန်းအရှင်မေးတယ်လေစိတ်နှလုံးတည်ညီသည့်အရာနည်းတဲ့ what is heart ပေါ့နော်သူကဘာမှမပြောသေးပဲနဲ့စိတ်နှလုံးဆိုတာဘာလဲလို့ကျမတို့စာဖတ်သူတွေကိုစိတ်ဝင်စားအောင်သူက question mark အမေခွန်းလေးနဲ့မေးတယ်ပေါ့နော် ဲ့တော့သူကပြန်ဖြေပါတယ်နော်စာရေးသူကစိတ်နှလုံးဟာတဲ့စိတ် heart ပေါ့နော်ကျမတို့ရဲ့ heart ကဘာလဲဆိုရင်စိတ်နဲ့ဝိညာဉ်မှတီးခြားနေသောအစိတ်ပိုင်းမဟုတ်ပါဘူးတဲ့စိတ်တတ်တတ်ဝိညာဉ်တတ်တတ်အဲ့လိုမျိုးဖြစ်တာမဟုတ်ပဲစိတ်နဲ့စိတ်နဲ့ဝိညာဉ်မှတီးခြားရှိနေသောအစိတ်ပိုင်းမဟုတ်ပဲတဲ့စိတ်ရဲ့အစိတ်ပိုင်းအလုံးလို့ပြောတဲ့အခါမှာဒီပထမ ဒီစာကြောင်းမှာရေးထားတဲ့အစိတ်ရဲ့အစိတ်ပိုင်းအလုံးဆိုတော့ကျမတို့စားသုံးပြီးသားဖြစ်တယ်အတိညာမိုင်းအလိုဆန္ဒ will ခံစားမှု emotion နဲ့နဲ့ဆိုတာအရေးကြီးရဲ့နော်ဒီမှာနှင့်ကလေးနဲ့နှင့်ဆိုတဲ့ဟာနဲ့သူကဘာဆို and ပေါ့အင်္ဂလိပ်လိုဆို and နဲ့ဝိညာဉ်ဤပထမအပိုင်းလို့ကိုပေါင်းစည်းထားတယ်ဝိညာဉ်ရဲ့ပထမအပိုင်းနဲ့ပေါင်းတယ်ဒါဆိုရင်စိတ်ရဲ့အစိတ်ပိုင်း၃ခု parts ၃ခု ਨੇ ဝိညာဉ်ရဲ့ one of the parts နော်ဝိညာဉ် spirit ထဲမှာရှိတဲ့အစိတ်ပိုင်းတစ်ခုကပါလဲဆိုရင်သူကပေါင်းထားတယ်တဲ့ကုန်းနဲ့တက်နဲ့ပေါင်းတော့လေးပေါင်းထားခြင်းဖြစ်တယ်တဲ့အဲ့တော့တဲ့ဒါပေမဲ့တဲ့သူကနော်ဒီအောက်မှာပုံလေးပြထားတယ်နော်ဒီမှာကြည့်ရင်ဆိုရင်သူက shape လေးနဲ့ကျမတို့ကိုပြထားတယ်ဒီမှာကတော့ ဒီမိခိုးရောင်လေးပေါ့နော်ဒီမှာအမဲတော့မဟုတ်မိခိုးရောင်လေးမှာအဲ့ဒါဘာလဲဆိုရင်ကျမတို့ရဲ့အစိတ်ဒုတိယအဝိုင်းဆက်ဝိုင်းလေးမှာလေအဲ့ဒါကအသိဉာဏ်ခံစားမှုအလိုဆန္ဒဒါကဘာလဲဆိုရင်စိတ်ရဲ့အစိတ်ပိုင်းသုံးခု three parts အစိတ်ပိုင်းသုံးခုပေါ့နော်အဲ့တော့ဒီအလယ်လေးမှာကျတော့ तू ကဝိညာဉ်လို့ तू ရေးထားတယ်ပေါ့နော်အလယ်လေးမှာတော့ဝိညာဉ်အဲ့ဒါဝိညာဉ်မှာ तू ကဒီတသစ်ထို ။ဘာရေးထားလဲဆိုရင် အပေါ်မှာအသိဉာဏ်ရဲ့အောက်မှာအော်တပစိတ်ရှိတယ်ပေါ့။ဒါဆိုရင်စိတ်ဒီအသိဉာဏ်ခံစားမှုစံအလိုစန္ဒ plus အပေါင်းဝိညာဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အော်တပစိတ်ကပေါင်းထားတာဖြစ်တယ်တဲ့။အဲ့တော့တဲ့သူကဖျားသခင်ကလူကိုဖန်ဆင်းတဲ့အခါမှာတဲ့ အစိတ်ပိုင်း၃ခုထက်ပိုပြီးမဖန်ဆင်းပါဘူးတဲ့ဖះကကျမတို့ကိုဖန်ဆင်းတဲ့ခါမှာခန္ဓာစိတ်ဝိညာဉ်အပိုင်း၃ပိုင်းရှိတယ်ဖះကလည်း၃ပါးတပါးဖះဖြစ်တယ်၃ပါးတပါးဖះဖြစ်တယ်ခမီးတော်ဖះပါတော်ဖះတန့်ရှင်းသောဝိညာဉ်တော်ဖះဟာလူရဲ့အပိုင်း၃ပိုင်းဖြစ်တဲ့ဝိညာဉ်စိတ်ခန္ဓာနော်ဒီအရာကလည်း ဘုရားကကျမတို့ကိုကြွေးမွေးထားတယ်ဝိညာဉ်ပိုင်း၃ပိုင်းရှိတယ်စိတ်မှာ၃ပိုင်းရှိတယ်၃ပါးတပါဘုရားဆက်သွားမယ်ဆိုရင်เนาะကျွန်ုပ်တို့ဒီတဲ့လူဖြစ်ခြင်း၌ခန္ဓာစိတ်ဝိညာဉ်ဟူ၍၃ပိုင်းပဲရှိတယ်เนาะအဲ့တော့ကျမတို့လူမှာဝိညာဉ်စိတ်ခန္ဓာ၃ပိုင်းရှိပြီးစိတ်နှလုံးကတော့သီးသန့် separate သီးသန့်ဖြစ်နေတဲ့အပိုင်းမဟုတ်ဘူးသရုပ်ထအပိုင်းလည်းမဟုတ်ဘူးဒါဆိုရင်စိတ်နှလုံးကဘာလဲဆိုရင်စိတ်ရဲ့ အခန်းကဏ္ဍ၃ခုဖြစ်တဲ့ three parts ဖြစ်တဲ့အသိဉာဏ်ခံစားမှုအလိုဆန္ဒနဲ့ဒီဝိညာဉ်ကဩတပနဲ့ပေါင်းလိုက်တဲ့အခါမှာသူကဒပိုင်းဖြစ်သွားတာဖြစ်တယ်စိတ်ဆိုရင်တော့၃ပိုင်းဖြစ်ပြီးတော့နှလုံးပါလေဆိုရင်စိတ်နှလုံးဆိုရင်တော့ဒီဝိညာဉ်ကအပိုင်းတစ်ပိုင်းဒါဆိုရင်၄ပိုင်းเนาะ၄ပိုင်းဆိုပေမဲ့သတ္တထပိုင်းတတ်တတ်ရှိတာမဟုတ်သူကစိတ်နှလုံးထဲမှာဒီဝိညာဉ်ရဲ့ဩတပသွားပေါင်းတဲ့အခါမှာသူက၄ခုရှိသွားတာဖြစ်တယ် ဒါပေမဲ့သရုတ်ထအပိုင်းမဟုတ်ပါဘူးတဲ့နော်အဲ့တော့သူကဆက်ကြွေးမွေးတယ်နော်စာရေးသူကယခုတွင်စိတ်ဤပထမအပိုင်းဖြစ်သောအသိဉာဏ်အသိဉာဏ်ကိုကျမတို့မိုင်းမိုင်းလို့ခေါ်တယ်ပေါ့နော်အသိဉာဏ်ဟာစိတ်နှလုံးရဲ့အပိုင်းတစ်ပိုင်းဖြစ်ကြောင်းကိုအတည်ပြုမယ်ဒါဆိုရင်ဒီအခုတောက်လျှောက်ကျမတို့စားသုံးထားတဲ့ဒီနေ့စားသုံးမဲ့အထဲမှာပေါ့နော်သူကဘာလဲဆိုရင်ဒီအသိဉာဏ်ဟာလဲစိတ်နှလုံးရဲ့အပိုင်းတစ်ပိုင်းဖြစ်တယ်ဆိုတာကို तू က ညီညွတ်မယ်နောက်အလိုဆန္ဒကလည်းနောက်အဝိလ်နော်အလိုဆန္ဒပြီး emotion ပြီးတဲ့အခါမှာ autopass အဲ့ဒါကို तू ကတဆင့်ဆင့်ကျွေးမွေးသွားမှာဖြစ်တယ်ပေါ့နော် तू ကကြမ်းရဲ့အာဟိုအကိုးကားလေးတွေနဲ့ပေါ့နော် तू ကကျမတို့ကိုဆက်ကျွေးမွေးသွားမှာဖြစ်တယ်အရင်လဲစိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့တော့ရှင်မသက်ခရစ်ဝင်အခန်းကြီး9ငယ်လေးမှာတဲ့နော်တနေ့မှာသခင်ယေရှုရှိကို တူလာလဲဆိုရင်เนาะလက်ချေသေးပြီးတော့မှအာဒီအဲ့ရထဲမှာလဲနေတဲ့လူနာတယောက်ကိုတဲ့သူ့ရတငယ်ချင်းတွေကမလုပ်လဲဆိုရင်သခင်ယေရှုဖျားရှိကိုခေါ်ဆောင်လာတယ်တဲ့အဲ့ဒီအခါမှာတဲ့သခင်ယေရှုဖျားကသူ့ရှိကိုခေါ်ဆောင်လာတဲ့เนาะဒီလူနာထက်ဒီခေါ်ဆောင်လာတဲ့တငယ်ချင်းတွေရဲ့ယုံကြည်ခြင်းကိုတဲ့သူတွေ့တဲ့အခါမှာတဲ့เนาะအဲ့ဒီလူနာကိုသခင်ယေရှုကဒီလိုပြောလိုက်တယ်เนาะ ငါသားတဲ့မစိုးရိမ်နဲ့နော်တဲ့တင့်ရဲ့အဖြစ်ကိုတဲ့လွတ်စေပြီလို့သခင်ကသခင်ယေရှုကအမိတ်ရှိလိုက်တယ်ဗောနော်စကားပြောလိုက်တယ်ဒီလူနာကိုလေအဲ့ဒီအခါမှာသခင်ယေရှုအနောက်ကိုဘသူတွေကအမြဲတမ်းလိုက်လဲဆိုရင်ဒီနော်အနာရောဂါငြိမ်းချင်းလိုအပ်တဲ့သူတွေအော်လောကမှာလူဆိုတာကအကူကြီးလိုတဲ့အခါမှာကိုယ့်ကိုအကူကြီးပေးနိုင်တဲ့လူရဲ့အနောက်ကိုလိုက်တယ် ။အော်နမိတ်လက္ခဏာတွေပြုတ်တယ်။သူတို့ကိုလွတ်မြောက်ခြင်းပေးတဲ့သခင်အနောက်ကိုလိုက်တယ်ဆိုတာမဆမ်းပါဘူး။နော်ဒီလောကမှာကျမတို့ကြည့်မယ်ဆိုရင်လည်းကိုယ့်ကိုကူညီနိုင်တဲ့သူရဲ့အနောက်ကိုလိုက်တယ်။အခုကသူတို့ကစမခြင်းလိုတယ်။အိုးသူတို့စားစရာလိုရင်စားစရာပေးတယ်။သူတို့နှုတ်ကပတ်တော်သင်ကြားပေးတယ်နော်။အိုးသခင်အနောက်ကိုလိုက်တဲ့အခါမှာနော်ဘသူတွေကလည်းတစ်ဖက်ကချောင်းမြောင်းလဲဆိုရင်ဖာရိရှဲတွေစံတပုပ်ကိုတွေကလည်းလိုက်ချောင်းနေတာဖြစ်တယ်နော်။ ဲ့တော့အနီးမှာရှိတဲ့ကျမ်းတက်တွေကသူတို့ကဟာဒီစံသူကဖះကိုလွန်ကျူးပြီးပြောတယ်ဆိုပြီးတော့เนาะအဲ့ဒီလိုထင်တယ်တဲ့သခင်ယေရှုကအဲ့ဒီကျမ်းတက်ပုဂ္ဂိုလ်ဖာရိရှဲတွေကအဲ့ဒီလိုတွေးတယ်ဆိုတာကိုသိတယ်เนาะသခင်ကသိတဲ့အတွက်သင်တို့ဤစိတ်နှလုံးတွေအဘဲကြောင့်ထိုကဲ့သို့စဉ်းစားထင်မှတ်ကြသ ဘာကြောင့်လဲနော်စိတ်တရားဒီလိုထင်ရတာလဲလို့နော်စိတ်နှလုံးလို့ဒီမှာပြောတယ်သူက point ပေးနေတာစိတ်နှလုံးစိတ်နှလုံးကိုစိတ်နှလုံးကအသိဉာဏ်ရဲ့အပိုင်းတစ်ပိုင်းဖြစ်တယ်ဆိုတာကိုဟိုသူကတသိပြခြင်းလို့အထောက်ထားပေါ့နော်သင်တို့ရဲ့စိတ်နှလုံးဒီအဘဲကြောင့်ထိုကဲ့သို့စဉ်းစားထင်မှတ်သနည်းပြောဆိုတာကိုကြည့်ချင်းအဖြစ်တဲ့စိတ်နှလုံး၌ဒီ heart မာနေအစိတ်ပိုင်းတစ်ခုကဘာလဲဆိုရင် thinking thoughts စဉ်းစားခြင်းဖြစ်တယ် ဲ့တော့စဉ်းစားတင်းဆိုတဲ့ဒီ thoughts လို့ပဲပြောပြောအသိဉာဏ်ဆိုတဲ့ဒီ mind ရဲ့လှုပ်ဆောင်ချက်ဖြစ်တယ်အဲ့တော့ thoughts thinking စဉ်းစားတင်းဟာအသိဉာဏ်ဆိုတဲ့ mind ရဲ့သူကဘာလဲဆိုရင် action ဖြစ်တယ်လှုပ်ဆောင်ချက်ဖြစ်တယ်တဲ့အဲ့ဒီအသိဉာဏ်ဆိုတဲ့ mind ဟာစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ကြောင်းပေါ်ပြတယ်သူကဘာလဲဆိုဒါစမ်းစာနဲ့စိတ်နှလုံးဟာနော် ဒီအပိညာဟာစိတ်နှလုံးရဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်ဆိုတာကိုသူကတာရကသတ်သိထုတ်တယ်ဥပမာတွေနဲ့နော်သူကပေးနေခြင်းဖြစ်တယ်အဲ့တော့ကဘာဦးတန်းအခန်းကြီး6ငယ်9မှာလေတဲ့မြေကြီးပေါ်မှာတဲ့နော်လူဟာအပြစ်ကြီးပြီးတော့တဲ့သူ့ရဲ့စိတ်နှလုံးအကြံစီရှိသမျှလို့ပြောထားတယ်အဲ့တော့ကဘာဦးတန်း6ငယ်9မှာနော်မြေကြီးပေါ်မှာတဲ့လူတွေကအပြစ်ကြီးတဲ့အိုးသူ့ရဲ့စိတ်နှလုံးအကြံစီ နော်သူ့ရဲ့ thought စီ thinking နဲ့ attention plan နေဟာတဲ့ဘာလဲဆိုရင် attention ရှိသမျှလို့ပြောထားတယ် attention များဆိုတာဒီ plans တွေနော်ဒီ thoughts တွေ attention များဟာအသိဉာဏ်ဆိုတဲ့ mind ရဲ့တစုံတစ်ခုသောအရာဖြစ်တော်လေကဘာဦးချမ်းအခန်းကြီး6ငယ်9မှာစိတ်နှလုံးအကြံစီများဟု၍ဖော်ပြထားတယ်စိတ်နှလုံးရဲ့အကြံစီကဘာဦးချမ်းအခန်းကြီး6ငယ်9 နော်ဒီမှာကစာမျက်နှာ84မှာနော်သူကမဟေရှာယ42လို့ပြောပေမဲ့ကျွန်မသွားကြည့်တာစမ်းညုံက typing error ဖြစ်မယ်နော်ဟေပြဲဩရာဆိုအခန်းကြီး4ငယ်7ကျွန်တော်တို့ပြင်လို့ရရယ်နော်ဟေရှာယ42မဟုတ်ပါဘူးလို့ဟေပြဲဩရာဆိုအခန်းကြီး4ငယ်7မှာနော်ဘလို့ပြောလဲဆိုရင်စိတ်နှလုံးအကြံစီများတဲ့ဆိုနော်အဲ့တော့ဒီစိတ်နှလုံးအကြံစီများဆိုတာကိုတွေ့ရတယ်ဒါဆိုရင်ရှင်မာသက်ခရစ်ဝင်အခန်းကြီး9ငယ်၄ ကဘာဥတ္တအခန်းကြီး6ငယ်5နောက်ပြီးတော့เนาะဟေပြဲဩရာဆိုအခန်းကြီး6ငယ်7ဒီຈမ်းပိုက်3ပိုက်စလုံးဟာဆိုရင်တဲ့စိတ်ရဲ့အင်္ဂါဖြစ်တဲ့ organ เนาะစိတ်ရဲ့အင်္ဂါတစ်ခုဖြစ်တဲ့ organ ဖြစ်တဲ့အသိဉာဏ်ဒီ mind ဟာဒီ heart စိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုသူကသတ်သိထူတယ်ပါရကဖြစ်တယ်အဲ့တော့အသိဉာဏ်ဟာစိတ်ရဲ့အပိုင်းတစ်ပိုင်းဖြစ်တဲ့အသိဉာဏ်ဟာ စိတ်နှလုံးရဲ့ဒီ heart ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုသူကတာရကပြခြင်းဖြစ်တယ်ဒါအသိဉာဏ်ပေါ့နော်ဒါအပိုင်းတစ်အဲ့တော့နံပါတ်1အလိုဆန္ဒကိုကျွန်မဆက်သွားမယ်နော်အလိုဆန္ဒဆိုတဲ့ will လေ will ကဘာလဲဆိုရင်စိတ်ရဲ့နောက်အစိတ်ပိုင်းတစ်ခုဖြစ်တယ်ခုနကကျွန်မတို့စားသုံးပြီးသားနော်အရင်နေ့တွေကစားသုံးပြီးသားဖြစ်တယ်အဲ့တော့စိတ်ရဲ့ဒုတိယအပိုင်းဖြစ်တဲ့အလိုဆန္ဒ will ဟာတဲ့နော် ဘာမှတွေ့ရလဲဆိုရင်အာဒီတမန်တော်ဝိတ္ထုအခန်းကြီး7ငယ်23မှာတွေ့ရတယ်။စိတ်နှလုံးဤရည်ရွယ်ချက်လို့သူကပြောတယ်ပေါ့နော်။စိတ်နှလုံးရဲ့ရည်ရွယ်ချက်ရည်ရွယ်ချက်ဆိုတာ purpose အဲ့တော့စိတ်နှလုံးရဲ့ရည်ရွယ်ချက်သို့မဟုတ်တဲ့စိတ်နှလုံးရဲ့တန်ရွယ်ခြင်းလို့မြန်မာစကားလုံးကကြွေတော့လေနော်အမှန်တော့ဒီတစ်ခုတည်းကိုပဲအဲစာရေးသူကလည်းတွေးမွေးတာစိတ်နှလုံးရဲ့ရည်ရွယ်ချက်စိတ်နှလုံးရဲ့တန်ရွယ်ခြင်းတွေ့ရတယ်တဲ့ ဒီရည်ရွယ်ချက်ဆိုတဲ့ purpose ဟာဆိုရင်တဲ့ဒီရည်ရွယ်ချက်ဟာဆိုရင်အလိုဆန္ဒခုနဒုတိယအစရဒုတိယအပိုင်းဖြစ်တဲ့အလိုဆန္ဒ will ရဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တော်လေတဲ့တမန်တော်ဝိတ္ထုမှာတဲ့၎င်းကိုစိတ်နှလုံးရဲ့တစုံတရာအဖြစ်ကြောင်းတွေ့ရတယ်အဲ့တော့စိတ်ရဲ့ဒုတိယပိုင်းဖြစ်တဲ့အလိုဆန္ဒ will ဟာလေတဲ့စိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ပြန်ပြောပါမယ်နော်စိတ်ရဲ့ ဒုတိယပိုင်းဖြစ်တဲ့အလိုစံဒ will ဟာလေတဲ့ဒီဟာစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ဆိုပြီးသူကနော်ဆာရေးသူကကျမတို့ကိုတွေးမွေးတယ်အဲ့တော့ဟေပြဲဩရာစာအခန်းကြီး၄ငယ်၁၂မှာတဲ့စိတ်နှလုံးရဲ့အတန်စီများနဲ့ရည်ရွယ်ချက်စိတ်နှလုံးရဲ့အတန်စီလို့ပြောတယ်နှစ်ရည်ရွယ်ချက်လို့ပြောထားတယ်အဲ့တော့ရည်ရွယ်ချက်များသည်တဲ့ရည်ရွယ်ချက်ဒီနော် ရည်ရွယ်ချက် purpose တွေဟာဆိုရင် attention plans တွေနဲ့ဆက်ဆက်ပြီးတော့တဲ့ဒီအရာကလည်းအလိုဆန္ဒ will ရဲ့အရာတစ်ခုပဲဖြစ်ပါတယ်တဲ့အဲ့တော့တဲ့စာရေးသူပြောချင်တာကတော့တဲ့အလိုဆန္ဒဆိုတဲ့စိတ်ရဲ့နောက်ဒုတိယအပိုင်းဖြစ်တဲ့အလိုဆန္ဒ will ဟာဆိုရင် heart ဒီစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာပေါ်ပြခြင်းဖြစ်တယ် ဒီចောင်းနဲ့ပတ်သက်ပြီးတော့တဲ့เนาะစာရေးသူကဘာပြောလဲဆိုចောင်းပိုက်တွေများစွာရှိပါတယ်တဲ့ဒီចောင်းပိုက်နှစ်ပိုက်ဆိုရင်တော့တဲ့လုံလောက်ပါပြီတဲ့เนาะသူကကျမတို့ကိုနှစ်သိမ့်တယ်เนาะဒီနှစ်ခုလောက်ဆိုရပြီတဲ့ဘာကြောင့်လဲဆိုចောင်းစာမှာတဲ့နှစ်ဦးကတတ်သိထူတယ်ဆိုရင်ရပြီเนาะចောင်းပိုက်နှစ်ပိုက်အများကြီးဆိုလဲကျမတို့เนาะចောင်းစာတွေခတ်လို့မနိုင်ပါဆုံးလို့เนาะဟုတ်ပြီဒါဆိုရင်စိတ်ရတတ္တယပိုင်းကိုကျမတို့ဆက်ပြီးသွားမယ်เนาะအဲ့တော့စိတ်ရ နောက်အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ခံစားမှု emotion အဲ့ဒါကဘာလဲဆိုရင်အာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16ငယ်22နှစ်မှာနော်တခင်ယေရှုကနော်သူကလဝါကားတိုင်းကိုလူသားဟာအသိခံရမယ်မြုပ်နှံခြင်းကိုခံရမယ်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်မယ်နော်ငါတော့ရင်သင်တို့အကျိုးရှိမယ်နော် ငါတော့ရင်ဥပ္ပစ္စဆရာကိုတင်တို့ရှိကိုစေလွတ်မယ်ဆိုပြီးရှင်ယောဟန်ခွင့်ဝင်16ကိုဖတ်တဲ့အခါမှာသူ့တပည့်တော်တွေသခင်ယေရှုကနော်အိုးနှင့်သိတဲ့ comforter လာမယ်ဆိုပြီးနှင့်သိတဲ့ဟာဖြစ်တယ်နော်အဲ့တော့ရှင်ယောဟန်ခွင့်ဝင်အခန်းကြီး16ငယ်22မှာနော်သခင်ယေရှုဟာသူ့တပည့်တော်တွေနဲ့သူခွဲခွာရမယ်အကြောင်းကိုပြောတယ်နော်နင်တင်တို့ဟာတဲ့ငါနဲ့ခွဲခွာရတဲ့အခါမှာဝမ်းနေခြင်းရှိမယ်တဲ့ဒါပေမဲ့လေတဲ့ နောက်တစ်ဖန်တင်တော့ငါ့ကိုပြန်တွေ့မယ်ဆိုတာဘာလဲဆိုရင် तू လောကထဲမှာအသိခံမယ်မြောက်နှံချင်းခံမယ်တောင်းရမြောက်တဲ့နေမှာရှင်ပြန်ထမြောက်မယ်ဆိုပြီးတော့เนาะ तू ကနှစ်သိမ့်တယ်တင်တော့ဒီအဲ့ဒီခါမှာခဏတော့ဝမ်းနေမယ်တဲ့เนาะတင်တော့ဒီတဲ့စိတ်နှလုံးနောက်တစ်ခါနောက်တစ်ဖန်တင်တော့ဟာဆိုရင်စိတ်နှလုံးဝမ်းမြောက်တယ် joy rejoice ဖြစ်မယ်တဲ့ထိုဝမ်းမြောက်ခြင်းကိုဘသူမှလည်းလာမလူယူနိုင်ဘူးเนาะတဲ့လူယူခြင်းကမတတ်နိုင်ပါဘူးတဲ့ ဲ့တော့ဒီတတိယအပိုင်းဖြစ်တဲ့စိတ်ရဲ့တတိယအပိုင်းဖြစ်တဲ့ emotion ဆိုတဲ့ဝမ်းမြောက်ခြင်းဟာဆိုရင်တဲ့ဘာလဲဆိုဒီဝမ်းမြောက်ခြင်း rejoice ဟာဆိုရင်တဲ့နော်ခံစားမှုဆိုတဲ့ဒီ emotion သဘောတဘာဝတစ်ခုဖြစ်တယ်တဲ့ဒီနေရာမှာတော့တဲ့သခင်ပြားကစိတ်နှလုံးရဲ့ဝမ်းမြောက်ခြင်းအကြောင်းကိုပြောထားတယ်ဒါကြောင့်စိတ်ရဲ့တတိယအပိုင်းဖြစ်တဲ့ခံစားမှု emotion ဟာတဲ့နော်စိတ်နှလုံးရဲ့ ဟတ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာသက်သေထူတယ်တဲ့ဒီအခမ်းမှာပဲတဲ့နော်တင်တို့စိတ်နှလုံးဝမ်းနေခြင်းရှိတယ်နော်အခဏဝမ်းနေမယ်ခဏကြာရင်စိတ်တို့စိတ်နှလုံးဝမ်းမြောက်မယ်လို့ပြောတယ်ဒါပါလဲဆိုစိတ်ရဲ့နော်ဝမ်းမြောက်ခြင်းဒီစိတ်ရဲ့ခံစားမှု emotion နော်ဒီစိတ်နှလုံးကဘာလဲဆိုရင်ဒီစိတ်နှလုံးကိုစာရေးသူကအခုတွေးမွေးနေတာဘာလဲဆိုစိတ်နှလုံးဟာကျမတို့ရဲ့စိတ်နှလုံးကသခင်ပြားကိုချစ်တဲ့ အပိုင်းဖြစ်တယ်အင်္ဂါဖြစ်တယ်เนาะဝိညာဉ်ကတော့ဟိုဖျားကိုကျမတို့ဖျားသခင်ကကျမတို့ကိုသူလာရောက်ကိန်းဝတ်တဲ့နေရာအနေနဲ့ဖန်ဆင်းကလေးကဝိညာဉ်ကဖျားအပိုင်းဖြစ်တယ်ဒါပေမဲ့စိတ်နှလုံးကတော့ကျမတို့ကဖျားရှိကချက်ချင်းမြတ်တာကိုခံယူတယ်ဖျားကိုကျမတို့ဒီစိတ်နှလုံးနဲ့ချက်တယ်အိုးမိသားစုတွေကိုချက်တယ်အင်္ဂါဝင်တွေကိုချစ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နေပါတွေကိုချစ်တယ်အဲ့ဒါဘာလဲဆိုစိတ်နှလုံးကအယံထူဆန်းပြီးတော့ ိုးအရန်နှက်တပ်ွယ်ကောင်းတဲ့ဖျားဖန်ဆင်းထားတဲ့တကယ်ကောင်းတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုအာကျွန်တော်တို့လေ့လာရတာဖြစ်တယ်နော်ဝမ်းနေခြင်းအဲ့တော့စိတ်နှလုံးကခံစားတတ်တယ်ဝမ်းနေတယ်ဝမ်းသာတယ်ကြေကွဲတယ်အိုးချစ်တယ်မုန်းတယ်အဲ့ဒါတွေကဘာလဲဆိုရင်ဒီစိတ်နှလုံးတွေကဖြစ်နေတဲ့အရာဖြစ်တယ်အဲ့တော့ဝမ်းနေခြင်းဆိုတာကလေတဲ့ခံစားမှုဖြစ်တယ်ဒါ emotion ရဲ့တစုံတရာဖြစ်တယ်တဲ့ ဒါကြောင့်တဲ့စိတ်ရဲ့တတရအပိုင်းဖြစ်တဲ့ခံစားမှု emotion ဟာတဲ့နော်ဒါလဲဆိုရင်စိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်စာရေးသူကနော်အသိဉာဏ်ဟာလဲစိတ်ရဲ့အပိုင်းဖြစ်ပေမဲ့စိတ်နှလုံးရဲ့အပိုင်းတစ်ခုလည်းဖြစ်တယ်အဲ့တော့အလိုဆန္ဒဆိုတဲ့ဒီ will ကလည်းစိတ်ရဲ့အပိုင်းတစ်ခုဖြစ်တယ်ပြီးတဲ့အခါမှာသူကလည်းစိတ်နှလုံးရဲ့အစိတ်ပိုင်းဖြစ်တယ်ဒါကိုသူကရှင်းထိုးပြီးပြောနော်ဟောတတရ အခု emotion emotion ဆိုတဲ့ခံစားမှုစိတ်ရဲ့တတိယအပိုင်းကလည်းစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဒါကို repeatedly သူကဘာလဲဆိုကျွန်မတို့ကိုကြွေးမွေးတယ်အဟိုတတ်သိအထောက်ထားတွေနဲ့ပြတယ်နော်အဲ့တော့ဒီ autopsy ဒါကစိတ်နှလုံးရဲ့နော်ဒီဝိညာဉ်ထဲကပထမအပိုင်းဖြစ်တယ် autop ဆိုရက် conscious ဒီစိတ်နှလုံးထဲမှာလာပြီးပေါင်းတဲ့ဒီနော်ဒီ conscious ကကြတော့တဲ့ ဟေဘေဩဝါဒစာအခန်းကြီး30ငယ်22နှစ်မှာကျွန်ုပ်တို့ဤစိတ်နှလုံးကိုတဲ့နော်မကောင်းသောအော်တပစိတ်မှလွတ်အောင်ဖြန်းခြင်းဆိုပြီးသူပြောထားတယ်။ဒါကြောင့်အော်တပစိတ် conscious ဒီဝိညာဉ်ပိုင်းဝိညာဉ်ရဲ့ပထမအပိုင်းဖြစ်တယ်နော်အော်တပစိတ် conscious ကဆိုရင်ဘာနဲ့ဆက်သွယ်နေလဲဆိုသူကစိတ်နှလုံးနဲ့တဲ့ညာစွာဆက်ဆက်နေတယ်တဲ့နော်အဲ့တော့လူဟာတဲ့လူနော်ကျမတို့လူသားတွေမှာ ဖြူစင်တဲ့စိတ်နှလုံး a pure heart ဖြူစင်တဲ့စိတ်နှလုံးရှိတင်နေဆိုရင်ねကျမတို့ဟာဆိုရင်ねဘာနဲ့ကင်းရမလဲဆိုရင်အပြစ်စင်ရင်ချင်းနဲ့ကင်းတဲ့ autopa စိတ်ဆိုတဲ့ conscious ရှိဖို့လိုတယ်ပြန်ပြောပါမယ်เนาะလူသားဖြစ်တဲ့ကျမတို့ဟာဖြူစင်တဲ့စိတ်နှလုံး a pure heart เนาะတကယ်ဖြူစင်တဲ့စိတ်နှလုံးရှိတင်နေဆိုရင်ねကျမတို့ဟာဆိုရင်ဘယ်လိုဖြစ်ဖို့လိုအပ်လဲဆိုရင် အပြစ်စီရင်ခြင်းနဲ့အပြစ်တင်ခြင်းနဲ့ကင်းတဲ့ autopa စိတ် conscious ကရှိကိုရှိရမယ်တဲ့အဲ့တော့ကျမတို့မှာဖြူစင်တဲ့စိတ်နှလုံးအ pure heart မှန်ကန်စွာရှိဖို့ဆိုရင်တဲ့ကျမတို့ရဲ့ autopa စိတ် conscious ကလည်းဘာလုပ်ရမလဲဆိုရင်တဲ့သူကစေကြောပက်ပြန်နှစ်ခုသုံးထားရနော်စေလဲကြောမယ်စေကြောပက်ပြန်ခြင်းကိုခံရမယ်တဲ့ဘာကိုဆိုလိုတာလဲဆိုရင် စိတ်နှလုံးတက်တက်ကိုစိတ်နှလုံးเนาะဒီစိတ်နှလုံးကြီးကိုတက်တက်အဲ့စိတ်နှလုံးကိုပဲဖြန်းတာမဟုတ်ပဲနဲ့တဲ့ဘာလို့လိုအပ်လဲဆိုရင်ဒီမကောင်းတဲ့เนาะအာ conscious clear မဖြစ်တာပေါ့เนาะဒီမကောင်းတဲ့ autopa စိတ်ရှိနေတော့ကြောင့်ဖြန်းရတယ်မကောင်းတဲ့ autopa စိတ်ကြောင့်ဖြန်းရတယ်ဒါဆိုရင်ဒီမကောင်းတဲ့ conscious clear မဖြစ်တဲ့ autopa စိတ်အာ ဒီမကောင်းတဲ့အာဒီစင်တဲခြင်းမရှိတဲ့အော်တပါစိတ်ကိုဘာနဲ့ဖြန်းရမလဲဆိုရင်တဲ့သူကသခင်ယေရှုရဲ့ရွေးနှုတ်ခြင်းအသွေးတော်ပြန်ပြောပါမယ်နော်အော်တပါစိတ်ကိုမကောင်းတဲ့အော်တပါစိတ်ကိုဖြန်းရမယ်ဘာနဲ့ဖြန်းရမလဲဆိုရင်ဟာလေလုယာဟာလေလုယာအိုးသခင်ယေရှုကိုတော့ကိုယေရှုတယ်သခင်ယေရှုရဲ့ရွေးနှုတ်ခြင်း redemption blood ရွေးနှုတ်ချင်းအသွေးတော်နဲ့ပက်ဖြန်းရမယ်နော်အဲ့တော့ကျမတို့ရဲ့စိတ်နှလုံးဟာတဲ့နော်ကျမဒါနဲ့ဒီပက်ဖြန်းတယ်ဆိုတာဘာလဲဆိုပြီးတော့ကျမဒီအနောက်ကနော်အာဒီ chapter 7မှာကျမတို့ဒီစိတ်နှလုံးကြောင်းပြန်ပြီးတော့စသုံးမှာဖြစ်တယ်နော်အဲ့မှာဥဆောင်သူစစ်စစ်မှာပေါ့နော်အသေးစိတ်သူရေးထားတယ်ကျမဒီနည်းနည်းလေးပြောရမယ်ဆိုရင်နော်ကျမတို့ရဲ့တဲ့ဒီစိတ်နှလုံးကခုနအော်တာပါစိတ်ကတော့နော် ကျမတို့အမြဲတမ်းပဲသခင်ယေရှုရဲ့ရွေးနှုတ်ခြင်းအသွေးနဲ့စေးကြောမယ်အမြဲတမ်းစေးကြောမယ်အိုးသခင်ယေရှုသမီးရဲ့အော်တိုဘတ်စိတ်ကိုကိုရောအသွေးတော်နဲ့စေးကြောတယ်အိုးကျမတို့ရဲ့အော်တိုဘတ်စိတ်ကနော်မကြည့်တော့ဘူးဆိုရင်ဘာလုပ်ရမလဲဆိုသခင်ရဲ့ရွေးနှုတ်တဲ့လောကကနေမှရွေးနှုတ်ထားတဲ့အသွေးနဲ့စေးကြောရမယ်အိုးသခင်ယေရှုသမီးရဲ့အော်တိုဘတ်စိတ်ကိုကိုရောအသွေးတော်နဲ့စေးကြောတယ်ကိုရောအသွေးတော်နဲ့စေးကြောတယ်ကိုရောအသွေးတော်နဲ့စေးကြောတယ်ဆိုပြီးတော့အမြဲတမ်းစေးကြောဖို့လိုတယ်တဲ့ကျမတို့ရဲ့စိတ်နှလုံးဟာလေတဲ့ သခင်ထံကိုအထိန်တိုင်းလှည့်ပြန်ရမယ်တဲ့နော်အဲ့တော့တဲ့မနဲ့မိုးလင်းတာနဲ့ကျမဒီ chapter 7မှာနက်နက်တော့ကြည့်တဲ့အခါမှာလေမနဲ့မိုးလင်းတာတဲ့ကျမတို့ရဲ့တဲ့နော်စိတ်နှလုံးဟာဘသူ့ဘက်ကိုလှည့်ပြန်ရမလဲဆိုရင်တဲ့နော်သခင်ဘက်ကိုလှည့်ပြန်ရပါမယ်တဲ့နော်အဲ့တော့ကျမတို့ဒီလိုဆုတောင်းလို့ရပါတယ်တဲ့နော်အော်ကိုရောတမီးရဲ့နော်ตาရဲ့စိတ်နှလုံးကိုကိုရောထံလှည့်ပြန်လာပါတယ်ဆိုပြီးတော့เนาะကျမတို့ကတဲ့အဲ့ဒီလို့ အထိန်တိုင်းမနဲ့မိုးလင်းတာနဲ့တန်းစာမဖတ်ခင်ဘာလဲဆိုဖရားရဲ့အလင်းဖွင့်ပြခြင်းခံရဖို့ကိုတော့အိုးတမီးဟာကိုတော့ဂျေစုတော့ဂယုနာကိုတော့မြတ်တာအဖြစ်노ထားရတဲ့ခွင့်တည်းကိုတော့ကိုဂျေစုတယ်ဟာလေလုယအိုးသခင်ယေရှုတမီးရဲ့စိတ်နှလုံးကိုအိုးကိုတော့ထန်လှည့်ပြန်တယ်အထိန်တိုင်းလှည့်ပြန်ရမယ်တဲ့နော်အဲ့တော့ကျမတို့ကနော်အာဒီဘာလဲအသိဉာဏ်ကိုဝိညာဉ်ပဲလှည့်လို့ပြောတဲ့အခါမှာဒီနော်ဒီစိတ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ဘသူကဥဆောင်နေရလဲကျမတို့စိတ်မှာနော်အခန်းကဏ္ဍ၃ခုထဲမှာအသိဉာဏ်ကဥဆောင်နေသူကအဲအမတန်ထက်မြက်တဲ့မန်နေဂျာဖြစ်တဲ့အိုးသူကစွာတဲ့အဲ့တော့ဒီအသိဉာဏ်ထက်မြက်တဲ့စဉ်းစားတတ်တဲ့နော်ဒီအသိဉာဏ်နော်တန်တရားများတတ်တဲ့အသိဉာဏ်ကိုတဲ့ကိုရောပဲလှည့်ပြန်ရမယ်အဲ့ဒါနဲ့မိုးလင်းတာနဲ့ကိုရောသခင်ယေရှုဂျေဆုရောဂယုနာရောနဲ့နှုတ်ထရတဲ့ခွင့်ထွက်ဂျေဆုတဲ့နဲ့အိုးသခင်ယေရှုတမီးရဲ့စိတ်နှလုံးကို ကိုတို့ထံလှည့်ပြန်ပါအထိန်တိုင်းလှည့်ပြန်ရမယ်အဲ့ဒီလိုလှည့်ပြန်တဲ့အခါမှာတဲ့ဘာဖြစ်လဲဆိုရင်သခင်ဖျားနဲ့ကျမတို့ဓာတ်ထဲမှာဖုံးထားတဲ့ပိတ်ထားတဲ့အရာတွေကဘာလဲဆိုရင်တဲ့အလင်းရမယ်တဲ့အဲ့တော့ကျန်းစာဖတ်တဲ့အခါမှာတဲ့ကျမတို့ကတဲ့သခင်ရဲ့ဓာတ်ရိုက်ဖွင့်ပြခြင်းကိုခံရမှာဖြစ်တယ်။အိုးသခင်ယေရှုကိုရောကိုပုံပေးတယ်။ဒါကြောင့်မလို့တဲ့ခုပြန်သွားမယ်နော်။အော်တပနောက်ဆုံးအပိုင်းဖြစ်တယ်။ကျမတို့ရဲ့အော်တပ conscious ကဆိုရင စိတ်နှလုံးရဲ့အစိတ်ပိုင်းဖြစ်တယ်။ဒါကြောင့်စာရေးသူကအသိဉာဏ်ဟာနော်ဘာလဲဆိုစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။အိုးကျမတို့ရဲ့အလိုဆန္ဒဟာလည်းစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။နော်ကျမတို့ရဲ့ခံစားမှု emotion ဟာလည်းစိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။အိုးအခုနောက်ဆုံးဖြစ်တဲ့ဒီ autopa အပိုင်းလေးဟာနော်အဲကျမကျမတတ်တာပေါ့နော်တင့်တင့်သုံးလေး autopa ဟာဆိုရင်တဲ့ဘာလဲစိတ်နှလုံးဒီ autopa ဆိုတဲ့ conscious ကလည်း စိတ်နှလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်တဲ့အဲ့တော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3ငယ်20မှာတဲ့ကျမတို့ရဲ့စိတ်နှလုံးဆိုတဲ့ဒီ heart ကလေအပြစ်တင်စီရင်ခြင်းနော်အပြစ်တင်စီရင်လဲဆိုတာပြောထားတယ်တဲ့အပြစ်တင်စီရင်ခြင်းပြစ်တင်စီရင်ခြင်းဆိုတာဘာလဲဆိုရင် blame အဲ့ဒီပြစ်တင်စီရင်ခြင်းကဘာလဲဆိုရင် order ပစိတ်ရဲ့လုံဆောင်မှုဖြစ်တယ်တဲ့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3 3ငယ်20တန်းပိုက်မှာဆိုရင် အော်တပဟာတဲ့စိတ်နှလုံးရဲ့တဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတော့ तू ကတတ်သေးထူရဲ့ဘာလို့ तू ကကြံကိုကြံကားတွေနဲ့ကျမတို့ကိုစာရေး तू ကတေးစိတ်ကြွေးမွေးတယ်နော်ဒါကြောင့်ဒီနေ့ကျမတို့လေ့လာခဲ့တဲ့စိတ်ရဲ့အစိတ်ပိုင်းများဖြစ်တဲ့အတိညာဉ် mind အလိုဆန္ဒ will ခံစားမှု emotion နော်ဝိညာဉ်ရဲ့ပထမအပိုင်းဖြစ်တဲ့ autopa စိတ်ဆိုတဲ့ conscious ကအတူတကွနော်ဒီစိတ်ရဲ့၃ဘိုင်းနဲ့ ဝိညာဉ်ရဲ့ဒပိုင်းဒီအော်တပတွေကအတူတကွပေါင်းဆက်ထားတဲ့ဒီအစိတ်ပိုင်း၄ခုဟာဆိုရင်တဲ့နော်ဒီခုနကအစိတ်ပိုင်း၄ခု ਨੇ စိတ်နှလုံးဟာစိတ်နှလုံး heart ကအတူတူပဲဖြစ်တယ်ဆိုတာကိုစမ်းစာအထောက်ထားနေတဲ့နော်ဆာရေးသူကကြွေးမွေးထားခြင်းဖြစ်ပါတယ်လို့ဘုရားသခင်ကိုကျေးဇူးတင်တယ်